ဝိုင်လန်းကိုထားခဲ့ပြီးမော်မော်လင်းကိုအင်္ဂလန်တကားရင်ခေါ်ခဲ့ဖို့အမ်ဘိုရင်ကိုတောင်းဆိုနေကြပြီးပရိသတ်များလုံးပဲမိင်္ဂလာများမန်ချက်စတာဖောဆောင်ကနေပြန်လဲကြိုလိုက်ပါတယ်ဒီမနက်ကမန်ချက်စတာနိုင်တက်ပရိသတ်တွေဟာအာဆီယံညောင်းအသင်းနဲ့ခြေစွမ်းပွဲအပြီးမှာပဲအသင်းရဲ့တိုက်စစ်ဖို့ရာမတ်ဝိုင်လန်းကိုထားခဲ့ပြီးမော်မော်လင်းကိုအင်္ဂလန်တကားရင်ခေါ်သွားဖို့အတွက်တောင်းဆိုနေကြပြီးဖြစ်ပါတယ် မချစ်ဆောင်နိုင်တာရာသီကြိုချေဆန်းပွဲပထမဆုံးပွဲအစဉ်ဖြင့်မနေ့ညကမေလာ28ရက်နေ့မှာမေရှားနိုင်ငံရဲ့နာမည်ကျော်ဘူကေချာလီကွင်းကြီးထဲမှာအာဆီယံအောစတာအသင်းနဲ့ချေဆန်းကစားကြတာဖြစ်ပါတယ်။အာဆီယံညီမတင်အောင်အာဆီယံဒေသတွင်းနိုင်ငံမှာရှိတဲ့ကစားသမားများစုနဲ့စုဖွဲ့ထားတဲ့အသင်းဖြစ်ပါတယ်။ပြောမယ်ဆိုရင်ဒီကစားသမားတွေအားလုံးဟာအာရှအဆင့်တော်မဟုတ်ဘဲအာဆီယံဒေသတွင်းလိက အသင်းတွေမှာကျင်းလည်နေကြတဲ့ကစားသမားတွေဖြစ်ပါရင်အဲ့လိုကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းကို United တို့က 1C နဲ့ရှုံးနေသွားခဲ့ရတာဖြစ်ပါရင်အာဆန်ညမောင်းအသင်းနဲ့လုံးတဲ့တော့နိုင်ကိုကတော့ Level Warrior အသင်းမှာကစားနေတဲ့မြန်မာလေးရေးစင်အသင်းကောင်းဆောင်မောင်မောင်လင်ကတွင်းယူပေးခဲ့တာဖြစ်ပါရင်မောင်မောင်လင်ကဒီပွဲမှာပွဲထွက်ကစားခွင့်များခဲ့ပေမဲ့ပွဲချိန်54မိနစ်မှာလူစားဝင်လာခဲ့တာဖြစ်ပါရင်ပွဲချိန်80မိနစ်မှာတော့အသင်းပေါ်ရဲ့ line အသင်းပေးပို့မှုကိုချိန်သားကြိုက်ပြီးထွက်ပြီးတော့တွင်းယူသွားခဲ့တာဖြစ်ပါရင်အဲကြောင့်လည်းပွဲပြီးမှာမြန်မာနိုင်ငံမှာရှိတဲ့ United ပရိသတ်တွေကတုံးစားများတဲ့ white line ကိုထားခဲ့ပြီးမောင်မောင်လင်ကိုအင်္ဂလန်တစ်ခါတည်းခေါ်သွားဖို့အတွက် Amorin ကိုအရှုံးပေါက်ပြောဆိုခဲ့ကြပါရင် ပြည်သူတို့က MRN နဲ့မော်လင်ကိုတခါတည်းခေါ်သွားတယ်ပါတယ်။ဝိုင်လန်တဲ့ဆိုင်မော်လင်ကမှဂိုးသွင်းတက်သေးတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ဆာပြည်သူတို့ကလည်း မမောင်လင်အတွက် United ကိုဂိုးသွင်းရတာငပြောသည့်အခွန်နှွားစားရတာထက်တောင်မှလွယ်နေသေးတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။နောက်တစ်ခုကလည်းအာဆီယံကမြန်မာတရားထဲပါလို့1စီးနဲ့ရှုံးလာပါ။၃ယောက်သာပါလာရင်3စီးနဲ့ရှုံးလောက်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။မမောင်လင်အောင် United အမကန်ပရိသတ်တရားဖြစ်ပြီးအခုဆိုရင် United နဲ့ပြန်ဘက်အသွင်ခြေဆန်းခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ဂိုးပါသွင်းယူနိုင်ခဲ့တာကြောင့်မမောင်လင်အတွက်ကတော့ဂိုးစရာညတညဖြစ်နေမှာသိကြပါတယ်။ဟုတ်ကဲ့ပါများ view link ကတော့လောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။